ဂါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပိုင်းဆားမှာကတော့အစည်းအဝေးမှာရဲလူကြီးမင်းဟာအစင်းတဲ့တိုင်းမင်းသားရှင်လေရင်မဲရတဲ့ကြောင်ပြောနေခဲ့ပါလေစေသူကြီးလူကတော့ဘာမှမပြောလို့ပဲတောင်းအနှင်းပြီးသွားတာနဲ့ကြည်လင်ဘယ်လေုံတက်ဖွဲ့တယ်ထဲ့မယ်လို့ပြောလိုက်ပါလေစေသူကြီးဒီကတော့သူတို့ကတိုင်းမင်းသားဆောင်ပွဲကိုတောင်းဝန်ခံတာကြောင့်ရလကုန်နန်းရင်းတင်ပြမှာဖြစ်ပြီးတော့တောင်းဝန်အနှင်းတာတော့နန်းရင်းကအတိမတ်ပြူပြီးတော့မှစေဦးစီးဌာနနဲ့စစ်မဲ့ရဌာနတို့ကပူးပေါင်းဆွေးနွေးရမှာလို့ပြောလိုက်ပါလေစေသူကြီးလူကတော့မပူးပေါင်းခြင်းပဲအဲတုန်းကရေဆန်းစစ်မဲ့ရဌာနကိုစားပြုနေနေတဲ့ သူ့ကိုဂျန်ပေးစစ်သူကြီးညာတောင်းပေးဖို့သဘောတူကြတော့ကဇေယုစီဌာနမှုကတခွန်းနဲ့နဲ့ညင်းတာကြောင့်ရွမ်ကျဲနဲ့လဲခံရတော့ပြန်ပြောပါလိမ့်ပြီးတော့စစ်သူကြီးလူကဓာရီအားလုံးဟာစစ်သူကြီးတီရဲ့ဇေယုစီဌာနအဓိကဆုံးဖြတ်နေရမလားလို့မေးလိုက်ပါလိမ့်အားကြောင့်ရဲလူကြီးမင်းလည်းအခုဆိုရင်ဇေယုစီဌာနကဒီစစ်သူကြီးတောင်းဝင်ယူထားအကြောင်းဒေတာပေါက်လူစစ်သူကြီးရဲ့တောင်းဆိုမှုနဲ့ကိုက်ပြီးဒေတာလေးစစ်ဆေးပေးမှလို့ပြောလိုက်ပါလိမ့်စစ်သူကြီးတီကတော့ဒီကိစ္စတွေကိုဆောင်းဝဲနောက်ဆုံးရလဒ်ကိုအတိမတ်ပြူပြီးတော့မှဆက်ပြောမယ်လို့ပြောပါလိမ့် အားကြောင့်စစ်သူကြီးလူလဲဆောင်းဝဲကပြီးသွားပြီလို့ညာလယုံတက်ကလှုပ်ရှားကိစ္စတွေရှိသေးတာကြောင့်ပြန်သွားပါလေ။အဲနောက်မှာစစ်သူကြီးတီယာဆောင်းဝဲလဲပြီးသွားတဲ့အတွက်နန်းရီနဲ့ဝင်ပြီးတော့အရှင်မင်းကြီးကိုရှောက်တင်မှုဆုံးဖြတ်လိုက်ပါလေ။ပြီးတော့စစ်သူကြီးတီယာတိုင်းမညာရှင်အစ်စ်6ယောက်ကိုဆောင်းဝဲတောင်မှာနေခိုင်းထားပြီးတော့နန်းရီကတောင်ဝင်အနေနာကိုဆောင်းခိုင်းရဖို့မှာလိုက်ပါလေ။အဲနောက်ဆရာကုန်းစွာရွံကျဲအသက်ကြီးဖြစ်လို့ကျမ်းပေစစ်သူကြီးဖြစ်နေတောင်မပေးတင်ဘူးလို့မေကွန်ထုတ်တာကရဲဆန်းဖြစ်နေလားလို့မေးလိုက်ပါလေ။ကျန်ကြောင်းရဲ့စစ်မှတ်ရဌာနကနေလှိုက်လေထောက်ခံသူကလူဒီပဲလို့ရှင်းပြပါလေ။ အဲ့တော့ပေါလုံကြီးမင်းလဲလူတီကတတ်သိရှိမယ်စီစဉ်တော့မချရတယ်ဘူးလို့ပြောလိုက်ပါတယ်ပေါလုံကြီးမင်းကမြောက်ပိုင်းနယ်စပ်ကိုစောင်းရှောက်ဖို့ဆိုရင်ရွံကျဲလိုမျိုးတည်ငြိမ်ပြီးတော့အတွေးကြုံရှိဖို့လူသေးချောင်းကိုပြောပါတယ်အဲ့နယ်ဘာလို့များစစ်မှန်ရဌာနကသူ့ကိုအားပေးထောက်ခံရလဲလို့ပေါလုံကြီးမင်းကတွေးနေပါတယ်အာယူကတော့ဂျီတန်ကိုနယ်စပ်မှာအသာရစေချင်လို့ဖြစ်မယ်လို့ပြောလိုက်ပါတယ်ပေါလုံကြီးမင်းကတော့ဂျန်တင်ခိုင်ကနေပြန်လာကလေးကလှုံ့ဆောင်းမှုတွေကိုလိုက်လံမစုံစမ်းဖြစ်ခဲ့တာလို့ပြောပါတော့တယ်ဆရာကွန်ဆူလေမျိုးတော်ပြန်လာကလေးကအနောက်နန်းဆောင်ကဟယ်မီပြားအမှုနဲ့အလုံးရှုံနေခဲ့တာကြောင့် တခြားကိစ္စတွေဝင်မပါနိုင်ခဲ့ဘူးလို့ ပြောလိုက်ပါတယ်။အဲဒီမှာတော့ပေါင်လူကြီးမင်းကရွံကျဲကိုရိုးစွတဲ့ကျန်းတင်တက်ကညွန်ကြိုင်းမှုချင်းဖုံးကဘလို့ဖြစ်ပြီးတော့ရွံကျဲလောက်ဖြစ်သွားတာလေလို့စဉ်းစားနေပါတယ်။ဇာကွန်ဆောင်ရွံကျဲဆူဆဲခံရတဲ့အကြောင်းအခုလုံးကရဲဆန်းအကြံလားလို့တွေးလိုက်ပါတယ်။ပေါင်လူကြီးမင်းကတော့ဟုတ်လားမဟုတ်လားဆိုတာကိုစစ်မဲ့ရဌာနရဲ့အမိန့်တွေကိုစစ်လိုက်ရင်ရနိုင်ပြီလို့ပြောလိုက်ပါတယ်။အဲတော့ကျန်းကြောင်းလဲချင်းဖုံးကိုလှုပ်ကြံပြီးတော့နှုတ်ပိတ်တဲ့ခြေတန်းတချို့ကဆောင်ပွဲဆောင်မှာပြန်ပေါ်လာကြအောင်ရဲဆန်းနဲ့ပတ်သက်နေတော့မေးလားလို့မေးလိုက်ပါတယ်။အဲတော့ပေါင်လူကြီးမင်းလဲအရင်ကသူတို့မှန်းဆခဲ့ပြီတဲ့။ ်ဂျီတန်တရှိုကစောင်းဝဲတောင်မှာစစ်မဲ့ရဌာနရဲ့အတွင်းပိုင်းနဲ့ဆက်နွယ်မှုရှိနေနိုင်တယ်လို့သုံးသပ်လိုက်ပါတယ်။အာယူကတော့သူနဲ့တရှိုတွေ့နေတော့ကရဲစမ်းလဲစောင်းဝဲတောင်မှာရှိနေတဲ့အတွက်ဒေတာပေါက်ရဲစမ်းကိုသွားရှာတာဖြစ်မယ်လို့ပြောလိုက်ပါတယ်။အားလုံးရဲစမ်းနဲ့ဂျီတန်တရှိုကပတ်သက်မှုရှိနေအကုန်လုံးကဆက်ဆက်လို့ရသွားပြီဖြစ်ကြောင်းဆရာကုန်းစွာပြောလိုက်ပါတယ်။ဆရာကုန်းစလဲအခုဆိုစောင်းဝဲပြီးသွားတော့ကိစ္စကိုဖျက်ဆီးတဲ့အရာတခုမှဖြစ်မသွားဘူးလို့တွေးနေပါတယ်။အားလုံးဆရာကုန်းစလဲဂျီတန်တရှိုကဘာလို့သွားရတာလဲလို့ထပ်တွေးလိုက်ပါတယ်။ ပေါင်ကြီးမင်းလဲရဲဆန်းကရန်သူကိုတရင်ပေးနေရဆိုတဲ့အပြစ်သက်တွေကိုရှာလို့တွေးမှတင်းကြကြစီရင်ပြီးတော့အဖြစ်မှန်ကိုစင်မေးလို့ရမှာလို့ပြောလိုက်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့ဒီတစ်လုံးအဖြစ်မှန်ပေါ်ရဲနေဆိုတာရှိမှာမဟုတ်တော့ဘူးလို့ပေါင်ကြီးမင်းကပြောလိုက်တာပါအာယူကတော့သူတို့ခုနကပြောနေရတာအပြစ်သက်တွေလို့ထင်နေပေမဲ့ပေါင်ကြီးမင်းကတော့ဒါရီယာသူတို့မှန်းဆချက်တတ်တတ်ပဲလို့ပြောလိုက်ပါတယ်တကယ်လို့သာဒါကိုအပြစ်ဖော်ထုတ်တဲ့အနေနဲ့သုံးလိုက်မယ်ဆိုရင်တော့ဒေတာမအောင်မြင်မှာမဟုတ်ဘူးလို့ပေါင်ကြီးမင်းကပြောပါတယ်အားကြောင့်ပေါင်ကြီးမင်းကတော့ရဲဆန်းအမှားလို့မှအောင်ဆောင်နေမှအားနဲ့ချက်ပေါ်လာခြင်းအခွင့်ကောင်းယူရမယ်လို့ပြောလိုက်ပါတယ် န္တမော်ရလင်မြအစင့်တဲ့တိုင်းမညာရှင်ဖြစ်သွားကြအောင်ရဲလူကြီးမင်းနဲ့ရှောင်းဝမ်းတို့တပ်ပြင်းချနိုင်သွားပါလိမ့်ရဲလူကြီးမင်းလည်းကြီးလင်ရတကယ်ကိုချင်းချောင်းမှုတစ်ခုပဲလို့တွေးနေပါလိမ့်ရှောင်းရှင်းမန်းကင်းသမားတွေဟာတော်လေးကိုတီးကြခဲ့တာကြောင့်နောက်ပိုင်းပြည်ထနာတွေကိုရှောင်းရှားဖို့အတွက်ရှောင်းရှင်းကိုဆောင်းပွဲဆောင်တဲ့ဝင်ခိုင်းပြီးအတွင်းချင်းတွေကိုစုံစမ်းရမယ်လို့ရဲလူကြီးမင်းကပြောလိုက်ပါလိမ့်ရဲလူကြီးမင်းကတော့စေယူစည်းဌာနနဲ့ခိုင်ဖုံးရုံးတော်ကလူတွေတောင်ဆောင်းပွဲဆောင်ကနေထွက်ခွာသွားကြတာကြောင့်ရှောင်းရှင်းရဲ့လဲတကူဝင်လို့ရသွားပါပြီအာတောင်စစ်မဲ့ကြီးကဌာနတောင်းဝင်လိုက်မယ်ဆိုရင်ဘယ်သူမှရှောင်းရှင်းကိုမမှတ်မိနိုင်တော့ဘူးလို့ပြောလိုက်ပါလိမ့် အဲ့ဒါမှတော့ရှင်မင်းကြီးကတိုင်းပညာဆောင်ပွဲကနန်းတွင်းအတွက်နောက်ဆုံးတော့တိုင်းပညာရှင်6ယောက်ကိုမွေးထုတ်နိုင်ခဲ့လို့ပြောနေပါတယ်။မင်းကြီးကတော့ခြေတန်းသရှိုးဘာဖြက်စီမှလုံမသွားဘူးလားလို့မေးလိုက်ပါတယ်။အားကြောင့်စစ်သူကြီးဒီလဲပေါလုံကြီးမြဲချုံကိုစောင့်ကြည့်မှုကြောင့်အချိန်မီတွေ့သွားခဲ့ပြီးတော့ဖမ်းမမိခဲ့မယ်ဘလို့လှောင်ရှားမှုမှမလုံရဲတော့ကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲ့ဒါမှတော့စစ်သူကြီးဒီဟာတိုင်းပညာရှင်အသစ်6ယောက်ကရှင်မင်းကိုတိုင်းရွေးချယ်ထားဖြစ်လို့တွေးဖို့နန်းတွင်းနဲ့ခေါ်ရမလားလို့မေးလိုက်ပါတယ်။ရှင်မင်းကြီးကလည်းတွေးဖို့ခေါ်မှကြောင့်မတ်ဆုပ်ကြီးဝန်ကတော့ ရာထူးအန်နေနဲ့အချိန်မှသာတခါတည်းဆင့်ခေါ်ပြီးတော့တွေးဖို့အကြံပေးလိုက်ပါရီရှင်မင်းလည်းလက်ခံပြီးတော့ဒီစစ်သူကြီးကရှင်မင်းကြီးစားကြီးကြပ်ပေးကြတာဖြစ်လို့တိုင်းမင်းသားရှင်6ရဲ့ဆောင်းပွဲဆရာလည်းဖြစ်တယ်လို့ပြောလိုက်ပါရီအဲဒါကြောင့်ဒီစစ်သူကြီးကိုရှင်မင်းကိုသာဂုံပြုပေးဖို့ပြောလိုက်တာပါအဲဒါမှတော့တိုင်းမင်းသားရှင်6ရောက်လာဒီစစ်သူကြီးကိုဂါရဝလာပြုပါရီဒီချင်းကတော့နန်းတွင်ရတောင်းဝန်အန်နေတဲ့အခါကျရင်ရှင်မင်းကြီးကတိုင်းမင်းသားရှင်6အလုံးကိုဆင့်ခေါ်ပြီးတော့ဂျေဇူးတင်ခွင့်ပြုမှာဖြစ်ကြောင်းကိုပြောပြပါရီအဲဒါမှတော့ဆောင်းပွဲကဆောင်းပွဲတောင်မှာစစ်မဲ့ကြီးကဌာနကလူတွေပြင်း ိုင်းမညာရှင်6ဟောပဲကျန်တာကြောင့်ကြိုက်လို့ဝင်ထွက်နိုင်တယ်လို့ပြောလိုက်ပါတယ်။အလုံးနဲ့ဆောင်းရှိကလည်းရဲလူကြီးမင်းကိုတွေးဖို့ခန်းထဲမှာစောင့်နေပါတယ်။တပတ်မှာတော့မြောင်ကျွင်းကသူမိတ်ဆွေလေးဝင်ကိုသူတို့ညောင်လုံးတိုင်းမညာရှင်ဖြစ်ခွင့်ရသွားကြောင်းဝမ်းသာနေပါတယ်။ကြည်လင်ကတော့မကျင်တတ်ပဲနောက်တစ်ခါမှတပွဲတလန်းနှွဲထားဖို့လေးဝင်ကိုပြောနေပြန်ပါတယ်။လေးဝင်ကတော့ဆောင်းဝဲကပြီးပြီဖြစ်လို့သူတို့ညောင်ကထပ်ပြီးတော့တိုက်ခိုက်ဖို့ဆိုအခွင့်အရေးရှိမှမဟုတ်တော့လို့ပြောလိုက်ပါတယ်။ကြည်လင်ကတော့အနိုင်ဆုံး क्वे ပါဖို့ရှိမှလို့ပြောပြီးတော့ထွက်သွားခဲ့တာပါ။မြောင်ကျွင်းကတော့လေးဝင်ကိုကြည်လင်ကြောင်စိတ်ထဲမှထားဖို့ပြောလိုက်ပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။ အဲ့ဒါမှာတော့တီထင်လဲအခုမှအိမ်ပြောင်းလာတဲ့အဖေကိုစကားပြောပေးနေပါတယ်အဖေဖေးသူကရတော်ကြာမှဆောင်းပွဲဆောင်ကနေပြန်လာတာကြောင့်အလုရှုပ်ပြီးတော့ပင်ပန်းနေမှာကိုတီထင်ကသိနေပါတယ်တီထင်တော့ဖေးဖေးသူသူနဲ့တူရှိတဲ့အချိန်ကဘာဆန်ပိုင်းလို့လောက်တော့မများဘူးလို့ပြောလိုက်တာပါအဲ့ဒါကြောင့်ဖေးဖေးသူလည်းအလုပ်တွေပဲဇက်တိုက်လုပ်ခဲ့တဲ့အတွက်တမိပြတဲ့တီထင်ပေါ်အေးဆက်သွားခဲ့မိတယ်လို့ပြောလိုက်ပါတယ်အခုတော့ဆောင်းပွဲကပြီးသွားပြီဖြစ်လို့ဖေးဖေးသူကအိမ်မှာရက်ကြကြနေပြီးတော့တီထင်နဲ့ဖော်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့တီထင်ကတော့တိုင်းမင်းသားရှင်6ယောက်ကြောင်းမေးနေပြီးတော့အဖေပြည့်သူ စိတ်ကျင်နဲ့လာလို့မေးနေပါလေဘေဘေးသူကတော့သူတို့ချောက်ဟာမဆိုးလာတဲ့တံမှုတွေဖြစ်တာကြောင့်သူရည်ချင်းတဲ့သူရှိကြပါလေလို့ပြန်ပြောပါလေပြီးတော့ဖေဘေးသူကအစင်းလေးတိုင်းမညာရှင်လင်းရင်းကိုတော့တော်လေးသဘောကျတဲ့အတွက်တောင်းဝင်အနေပြီးရင်တော့တင့်တော်တဲ့ຢာတစ်ခုပေးဖို့တွေးနေတာဖြစ်ပါလေဒါကြောင့်တီထင်းလဲလွင်မိသားစုအချင်းနေချောင်းကိုဖေဘေးသူကိုမေးလိုက်ပါတော့တယ်လင်းကမိဘကြီးဆုံးပါသွားတာကြောင့်တကူတဲ့သမားပဲလို့တီထင်းကပြောပါလေတီထင်းလဲလင်းရင်းကိုမျိုးတော်မှာထားဖို့စဉ်းစားထားလားလို့မေးလိုက်ပါတော့တယ်ဒါမဲ့စစ်သူကြီးဒီကတော့အခုချိန်မှာနေဆက်တံမှုတွေလုံနေရာကြောင့်မျိုးတော်မှာထားလို့မဖြစ်ချောင်းပြောလိုက်ပါလေ ဖေဖေသူကလည်းတီထင်တာတွေမေးနေတဲ့အတွက်အံ့ဩနေပြီးတော့တီထင်ကဖေဖေသူကိုပြောပြဖို့စူးစမ်းနေပါတယ်။ဒါပေမဲ့ပါဟန်ရောက်လာပြီးတော့မန်းချုပ်ကြီးဝန်ရောက်လာကြောင်းစေသူယူလာပြောပါတော့တယ်။တီထင်လည်းရေးကြီးပြောမယ့်အချိန်မှရောက်လာတဲ့ပါဟန်ကိုစိတ်ဆိုးပြီးတော့ထွက်သွားပါတယ်။အဲဒါမှတော့မန်းချုပ်ကြီးဝန်ကတောင်းဝင်အနှင်းမို့မလို့ကြောင်းစေသူဤတီကိုလာပြောပါတယ်။ဒါပေမဲ့တာမင်ညာရဲ့ဆောင်ပွဲရဲ့အဓိကရည်မှန်းချက်ကတမူးညာကိုဖြည့်တင်းပြီးတော့နယ်စပ်မှာခြိတန်းကိုတိုက်ခိုက်ဖို့တပ်ကိုအင်အားဖြည့်လာကြောင်းစေသူဤတီကပြောပါတယ်။စေသူဤတီကတော့အချိန်မင်းကြီးအမိန်တိုင်းတာမင်ညာရှင်6ကိုမွေးထုတ်ခဲ့ပေမဲ့ ဘာလို့တာဝန်အနှင်းတော်အလင်မလို့ရလဲလို့မေးလိုက်ပါတော့တယ်။အဲတော့မတ်ချုပ်ကြီးဝမ်းလဲပေါင်လူကြီးမင်းကသူ့ရဲ့နောက်ခံမိသားစုကိုတန်တရားရှိနေတော့မဲလို့ပြောလိုက်ပါတယ်။စေသူကြီးတီကတော့သူ့ရဲ့နောက်ခံမိသားစုအကျင့်ဗီဇတွေကိုပေါင်လူကြီးမင်းဒေတာစုံစမ်းပြီးမလားလို့ပြန်မေးပါတယ်။အဲတော့မတ်ချုပ်ကြီးဝမ်းလဲကုတတော်တွင်းမှာတန်တရားဝင်စရာအစ်စ်တွေ့ထားကြအောင်ဆောင်းမွေးပြီးတာချင်းနာတာကိုအကျိုးတောင်းမှဖြစ်ဘူးလို့ပြောလိုက်ပါတယ်။အဲဒါပြီးကြမဲ့ပေါင်လူကြီးမင်းကသူ့တန်တရားတွေရှင်းဖို့အချိန်၃လရက်လောက်လုံလောက်အောင်ခုလိုထားပေးထားတာလို့မတ်ချုပ်ကြီးဝမ်းကပြောလိုက်ပါတယ်။ စေတူဤဒီလဲပေါလုံချင်းကအမှုစစ်တာလေးထားလို့ဖြစ်နေတဲ့အတွက်ဘသူကမစိုးတန်တရားဝင်နေရပဲလို့ပြောလိုက်ပါတယ်။အားကြောင့်မက်ထူဂျီ1နဲ့စေတူဤဒီလဲပေါလုံချင်းစုံစမ်းပြီးတော့မှရာရူးအနေမို့အဆုံးဖြားလိုက်ကြပါတယ်။ဒါမှမဟုတ်အာယူကရေဆန်းခြေတန်တွေနဲ့ဆက်သွယ်နေမှန်းသိရတဲ့သူတို့ထိခွင့်များဖြစ်နေအောင်စိတ်တူနေခဲ့ပါတယ်။ဆရာကောင်းစလဲဥပဒေအရအလုပ်လုပ်တာကတားမြစ်မှုတွေရှိပေမယ့်အနည်းဆုံးတော့လိုက်နာဖို့ရှိရဲလို့အာယူကိုရှင်းပြပါတယ်။အဲ့လိုမှသာမဟုတ်ရင်ရုံတော်နဲ့တိုင်းလောကကဘာကွာမှလဲလို့အာယူကိုပြောလိုက်ပါတယ်။ကျန်တော့လဲအာယူစိတ်ညစ်နေလဲလကားပဲလို့ပြောပြီးတော့ စိတ်ပြောင်းတီထင်အကြောင်းကိုပြောခိုင်းပါတော့တယ်။ဂျန်တော်လဲလူရင်အစင်းတဲ့တိုင်းမနာရှင်ရသွားတော့တီထင်တယောက်အတော်လေးပြောနေမှာပဲလို့ပြောလိုက်ပါတယ်။အာတော်အာယူလဲတီထင်ကလူရင်ထက်တောင်ပိုပြောနေပြီးတော့ချက်ချင်းတော်မှာလူရင်နဲ့လက်ထက်ချင်းနေလောက်တယ်လို့ပြောလိုက်ပါတော့တယ်။ဂျန်တော်လဲလူရင်နဲ့တီထင်တွေ့တာဘယ်နှခေါက်မှမရှိသေးပဲလက်ထက်ဖို့အကြောင်းပဲပြောနေတာကြောင့်လူရင်ဘက်ကတော့တီထင်ကိုတေးတာပေါ့လက်ထက်ယူမယ်ထင်းလို့လားလို့မေးလိုက်ပါတယ်။အာယူကတော့ထင်နေပြီးတော့တီထင်ဟာစစ်သူကြီးတီရဲ့သမီးဖြစ်တယ်လို့ကိုချင်းတရားတိုင်းမနာတွေကဆအစဉ်ပြေနေတာကြောင့်ယူကိုယူမှာပဲလို့အပိုင်ုံပြောနေပါတယ်။ ဇာကောဆိုတော့ယောက်ျားနဲ့မိန်းမကြားမှာကံပါမပါကအရေးကြီးတဲ့အချက်ဖြစ်လို့ဒီထင်အားစိတ်ပါနေမဲ့လင်ဝင်ကတော့ဒီသဘောမျိုးရှိချင်မှရှိလိမ့်မယ်လို့သုံးသပ်နေပါတယ်။အားကြောင့်ဇာကောဆိုတော့ဒီထင်ကိုဖြည်းဖြည်းချင်းပဲဆက်သွားစီချင်တာကြောင့်တန်ငယ်ချင်းဖြစ်တဲ့အိုက်ကိုဖြောင်းပြခိုင်းလိုက်ပါတယ်။ဇာကောဆိုတော့ပြဿနာကပေါင်လူကြီးမြအခုထိလင်ဝင်နောက်ကျောင်းစုံစမ်းနေသေးတဲ့အတွက်ကြောက်ဟူထိုင်းရွံကပြန်လာပြီးမှအိုက်ကျောင်းကိုသိရမယ်လို့ပြောလိုက်ပါတယ်။အန်နမတော့ရှောင်းရှိရှောင်းဝမ်းနဲ့ရဲလူကြီးမင်းတို့တွေ့ပြီးတော့လင်ဝင်ကျောင်းကိုပြောနေခဲ့ပါတယ်။ရဲလူကြီးမင်းကတော့ရှောင်းရှိကိုကြီးလိန်ကျောင်းစုံစမ်းစေခဲ့ပြီးတော့ကြီးလိန်ဟာတစ်ချိန်ချိန်မှာ တို့ကိုပြဿနာတက်စီလိမ့်မယ်လို့ပြောလိုက်ပါတယ်။အတောင်ဆောင်ရှိတဲ့တေယုံမှန်ကိုစစ်မှတ်ရေးဌာနကအပြင်ကနေခေါ်ထားတဲ့နီးပြအနေနဲ့နေဖို့ဆောင်ဝန်းကပြောလိုက်ပါတယ်။အဲဒါမှတော့ရဲလူကြီးမင်းကနန်းတွင်းကတောင်ဝမ်မအနှင်းကမှာနန်းတွင်းရဲ့စီးမင်းနဲ့စစ်တွင်းကစီးမင်းတွေကိုတည်ထားဖို့အတွက်ဆောင်ရှိကိုတက်ဌာနနီးပြအနေနဲ့ချပြပါတော့တယ်။တမမတော့ပေါလုံကြီးမင်းရဲ့ဆရာကုန်းစွန်းတော့ရေဆန်းကိစ္စကိုထပ်လဲလဲစဉ်းစားနေပါလေ။ဆရာကုန်းစွန်းကရေဆန်းလုံးသမျှခံနေလို့ရှိရင်ဘလောက်များတဲ့ထိခိုက်မှုတွေဖြစ်လာအောင်မလဲလို့တွေးနေတာပါ။အဲဒါကြောင့်ဆရာကုန်းစွန်းကပေါလုံကြီးမင်းကိုနန်းတွင်းကိုတင်ပြကြည့်စေခြင်းပါလေ ပေါင်ကြီးမင်းကတော့သူနဲ့ရေဆန်းကအစင်ရူတူပဲမလို့တက်တယ်မရှိရင်ဘယ်လိုလုပ်တိုင်လို့ရမလဲလို့မေးလိုက်ပါလိမ့်ပြီးတော့ပေါင်ကြီးမင်းနေနဲ့ဒီကိစ္စကိုဆွဲချက်တင်မှုပြောမယ်ဆိုရင်လည်းဖမ်းလို့မရနိုင်တဲ့ပြင်သူတို့ကိုပို့ပြီးတော့တောင်တတိထားခိုင်းသူလို့ဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါလိမ့်ဒါတောင်သူတို့အနေနဲ့ရန်သူကိုထောင်ဖမ်းနေတဲ့အချိန်မှာဒီလိုလုပ်လို့မဖြစ်ကြောင်းပေါင်ကြီးမင်းကပြောပါလိမ့်အားကြောင့်ဆရာကုန်းစလဲချီတန်တဆူကဆောင်းဝဲတောင်မှာပေါ်လာတာကရေဆန်းအကြံစီဖြစ်နိုင်ကြောင်းကိုပြောပြနေပါလိမ့်ဆရာကုန်းစလဲတဆူဟာတိုင်းမညာရဲ့ဆောင်းဝဲနဲ့ဘာမှမဆိုင်ပဲဆောင်ဝဲဆောင်ကမှရွေးချယ်ပြီးတော့တွေ့ကြမလို့ကြောင်းကိုသုံးသပ်နေပါလိမ့် ဆရာကောင်းဆောင်ကတော့ပေါလုံကြီးမင်းစစ်သူကြီးတီနဲ့ဒီကိစ္စတွေဘာလို့မဆွေးနေရလဲလို့မေးလိုက်ပါတယ်။ပေါလုံကြီးမင်းကတော့စစ်သူကြီးတီကစစ်သူကြီးဖြစ်တာကြောင့်အချင်းဗီဇာဖျောက်ခတ်ပြီးတော့တေတာပေါက်ရဲစမ်းကိုမေးလိုက်နိုင်တယ်လို့ပြောလိုက်တာပါ။အဲတော့ဆရာကောင်းဆလန်ဝမ်မတ်ချုပ်ကြီးနဲ့ဆိုရင်နန်းနွေးရဲ့အကင်ထွေသူဖြစ်လို့သူ့ကိုသာတင်ပြလိုက်ရင်အဆင်ပြေလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ပေါလုံကြီးမင်းကတော့နန်းနွေးရဲ့ဌာန6ခုမှာအမတ်ချုပ်ကြီးဝမ်ကဓာတ်ရိုက်ပောင်းခွင့်ရပြီးတော့ရဲစမ်းအစ်မကြီးကလက်ထောက်ဝန်ဆိုတော့သူ့စီကနေကိုပိုင်နာမည်တက်ပြီးတော့တာဝန်ပေးရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ အာဒံပါလုံကြီးမင်းတို့သာရေဆန်းတဲ့ချီတန်ဆက်သွယ်နေလို့ပြောမယ်ဆိုရင်မတ်ချုပ်ကြီးဝမ်မယုံမာကိုကြောက်အကြောင်းကိုလည်းရှင်းပြပါလိမ့်ဇာကွန်ဆိုလဲနန်းတွင်းရဲ့အမတ်ချုပ်တောင်မယုံမာတော့ဘာသက်တည်မှမရှိသေးခင်မှာဘသူမှပြောပြလို့ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါလိမ့်အာဒံပါလုံကြီးမင်းလည်းဦးရော်ရှစ်ကိုအပူကပ်ပြီးတော့လှုပ်ရှားအောင်လှုပ်ဖို့အတွက်ကြံမာတော့တယ်အဲ့နောက်မှာတော့ပါလုံကြီးမင်းကဦးရော်ရှစ်စီလာပြီးတော့ကြားလာထိုးပါလိမ့်ဒါပေမဲ့မှာတော့ရှောင်းရှစ်ကနီးပြလှုပ်နေတဲ့ဒီရက်တွေမှာကြီးလိန်နဲ့တော်တော်လေးထိတွေ့မိအောင်လှုပ်ထားပါလိမ့်ဒါပေမဲ့ရဲလူကြီးမင်းကတော့ကြံတဲ့၄ယောက်ကိုပါတိအောင်လှုပ်ထားပြီး အတုံးလှုပ်လိုက်ရင်သုံးလိုက်လို့ရတယ်လို့ပြောနေပါတယ်။အဲ့လိုမှမဟုတ်ပဲအတုံးမချခြင်းနဲ့ရှင်းပြဖို့နီးလန်းကိုစဉ်းစားလို့ရတယ်လို့ရဲလူကြီးမင်းကပြောပါတယ်။ပြီးတော့သူတို့ရဲ့တတ်ခတ်နိုင်စွမ်းတွေကိုပါရှော့ချပေးရမယ်လို့ရှောင်းရှိကိုမှားနေပါတယ်။အဲ့တော့ရှောင်းဝန်းကထုံးစံရဆိုရင်အစင့်တဲ့တာမင်နာရှင်ဟာအဓိကစစ်စေးရရှိအိမ်တော်သွားပြီးတော့ဂျေဆုတင်ရမှာဖြစ်လို့လင်းဝင်နဲ့သွားဖို့စီစဉ်လိုက်ရမလားလို့မေးလိုက်ပါတယ်။ရဲလူကြီးမင်းကတော့စစ်သူကြီးတီကရေချင်းရှိတဲ့သူကိုသဘောကျတဲ့အတွက်လင်းဝင်ကသာအမြင်ကြည့်ရင်တော့သူတို့အတွက်အစီအစဉ်ကအဆင်ပြေနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ရဲလူကြီးမင်းကစစ်သူကြီးတီစီကို လေရွင့်ကိုသူကိုယ်တိုင်ခေါ်သွားလိုက်ပါတော့လေဂျပန်မှာတော့ပေါင်လုံကြီးမင်းဟာစိတ်အောင်တွေပြန်လွှင့်နေတာကြောင့်ဦးရော်ကတော့ရိပ်မိသွားပါတယ်ပေါင်လုံကြီးမင်းကလည်းတကယ်ပဲသူ့စိတ်ထဲမှာမပြောရရင်မပြောနိုင်ဘူးဖြစ်နေကြောင်းကိုရှင်းပြလိုက်ပါတယ်အဲ့နောက်မှာတော့ပေါင်လုံကြီးမင်းကနန်းရင်းထဲကအမတ်တွေထဲမှာခြေတန်းသချိုရှိနေလို့ပြောလိုက်ပါတယ်ဂျပန်မှာတော့ရဲလူကြီးမင်းနဲ့လေရွင့်တို့ဟာစစ်သူ ID ရဲ့အိမ်တော်ကိုရောက်လာပါတယ်အဲ့နောက်မှာတော့လေရွင့်စီမှာတီထင်းကရောက်လာပြီးတော့သူနဲ့တပွဲတလန်းနှွဲကြည့်ပါတယ်ရေချင်းဆန်းသပ်ပြီးတဲ့အခါမှာတော့တီထင်းကရှုံးလာကြောင်းလေရင်ကရဲနာဓာတ်ကိုပြန်ပေးလိုက်ပါတယ် လင်းဟာတီထင်းကိုတီလုံဖြစ်နဲ့မှတ်မိနေကြတာဖြစ်ပါလေ။အဲ့ဒါမှတော့လင်းနဲ့အတူရဲလူကြီးမင်းလဲစစ်သူကြီးတီကိုဂုံပြူဂါရဝလာလို့ပါတော့တယ်။လင်းကတော့တီထင်းနဲ့အာယူတို့ကိုတွေ့ဘူးညာကြောင်းတီထင်းနဲ့သူတို့ကမိတ်ဆွေတွေဖြစ်ကြောင်းပြောလိုက်ပါတော့တယ်။ဒါမှမဟုတ်ဦးတော်ကအဲ့လိုကိစ္စတွေပေါလုံကြီးမင်းဘာလို့နန်းတွင်ချက်ချင်းမတင်ပြရတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒါပေါလုံကြီးမင်းလဲသူ့မှာတတ်တည်မရှိတာကြောင်းသူ့ကိုယုံကြည်မဲ့သူမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါမှလည်းဒီကိစ္စရဲ့ပတ်သက်မှုကတော့အတော်လေးကြီးတဲ့အတွက်အရေးလိုမရတော့ဘူးလို့ပေါလုံကြီးမင်းကရှင်းပြပါတယ်။အဲ့ဒါပေါလုံကြီးမင်းလဲဘာမှမတတ်နိုင်တဲ့အဆုံး ဦတော်ကိုပဲအပူလာခဲ့ရတဲ့အကြောင်းကိုပြောပါတော့တယ်ဦတော်ကတော့စစ်မှတ်ရေးလက်ထောက်ဝန်ကရန်သူကြည်တန်းနဲ့ဆက်သွယ်နေဆိုတာတာမန်မဟုတ်တာကြောင့်သူ့ကိုလာရှာလိုက်တာပေါင်ထဲကမှန်တယ်လို့သုံးသပ်နေပါတယ်အဲဒါကြောင့်ဒီကိစ္စကိုပေါင်လုံးကြီးမင်းဘယ်လိုရှင်းဖို့စီစဉ်ထားလဲလို့မေးလိုက်ပါတယ်ပေါင်လုံးကြီးမင်းကတော့စီစဉ်ထားတာမရှိတာကြောင့်အကြက်ရိုက်နေတဲ့အကြောင်းကိုပြောပြလိုက်တာပါဒါပေမဲ့ဒီကိစ္စကနန်းရင်းကိုပေးသီးမှဖြစ်မှာဖြစ်တဲ့အတွက်ဦတော်လဲဝမ်ချီကိုသူ့ရဲ့နာမည်တစ်စဲယူပြီးဝမ်မဆုပ်ကြီးနဲ့တီစေဦးစီးမှုကိုချက်ချင်းလာတွေ့ခိုင်းလိုက်ပါတော့တယ်တဖက်မှာတော့တီထင်းကပြောအပ်ခန့်နေပြီးတော့အဖေပေးသူကတော့ရိတ်မိနေပါတယ် ဒီထက်ကတော့သူလေရင်နဲ့တွေ့တော့ကယောက်ျားလေးတွေပဲဝေထားဖြစ်ပြီးတော့သူမိန်ကလေးဆိုတာလေရင်ကမသိချောင်းပြောပြနေပါတယ်ဖေဖေသူကတော့အဲ့ဒါကိုပြောချင်တာမဟုတ်တဲ့အတွက်တီထင်လဲလေရင်ကိုမတိုက်ခိုက်လိုက်သေးဘူးလို့အဖေတွေးနေကြအောင်ထင်သွားပါတယ်ဒီထက်ကတော့ဆင်းနေတိုင်းမင်နာရှင်ရဲ့တိုင်းကသူ့ထက်ဘလောက်မြင်လဲဆိုတာသိကျင်စိမ့်နဲ့လှုပ်ကြည့်မိလားလို့ပြောလိုက်ပါတယ်ဖေဖေသူကတော့အဲ့လိုမဟုတ်ပဲရုပ်တရက်ကြီးသူသမီးတီထင်တော်မှလူကြီးဖြစ်လာလို့သိလိုက်ရလို့ပါပဲအဲ့ဒါကြောင့်စီသူဤတီလဲသူသမီးတီထင်လေရင်ကိုသဘောကျနေရလားလို့မေးလိုက်ပါတယ်အဲ့တော့တီထင်လဲဝင်ခံလိုက်တာကြောင့်တီချင်းလဲခေါင်းခိုင်နဲ့တပ်ပြင်းချလိုက်ပါတယ် အဲ့လိုမူရာကြောင့်တီရှင်ကတော့သူ့ဘက်ကစပြီးတော့ခံစားချက်ကိုဖွင့်ရတာကအဖေပြည့်သူအဆက်ရစီပြီလို့အဲ့ဒါကြောင့်အဖေပြည့်သူသဘောမတူတာလို့ထင်နေပါလေဒါမဲ့အဖေကတော့အဲ့လိုမဟုတ်ပဲသူ့ကိုယ်သူအပြည့်ရှိနေလို့ခံစားနေရလို့ပါတီချင်းကတက်တွင်းမှာပဲနေများပြီးတော့အိမ်မြလာနေတဲ့ပြင်သမီးပြည့်သူကြီးလာတော့မှပရမသုံးအခြေချောင်းကိုသိလိုက်တဲ့အချိန်ဘေးနားမှာဘသူ့ကိုမှပြောပြများဖြစ်နေကြောင်းကိုပြောလိုက်ပါလေပြီးတော့တီချင်းကသာလင်းပေါ်မှာထားတဲ့ခံစားချက်အဲ့လောက်မသိတိုင်းဖေပြည့်သူကတော့ဒါတွေတစ်သလုံးမြင်မိမှမဟုတ်ဘူးလို့ပြောပါလေအဲ့တော့တီချင်းကလင်းပုံမှန်တိုင်းပဲဖြစ်ဖြစ် တိုင်းပြည်သားပဲဖြစ်ဖြစ်အဖေဖြစ်သူကသဘောကျတဲ့အတွက်သဘောမတူနိုင်ကြအကြောင်းမရှိကြောင်းဒီထင်းကိုပြောလိုက်ပါတယ်ပြီးတော့သမီးဖြစ်သူဒီထင်းဘက်ကနေစပြီးတော့ခံစားချက်ကိုဖော်ပြနေလို့အဆက်ရရဆိုတာမျိုးလဲမခံစားအကြောင်းကိုရှင်းပြလိုက်ပါတယ်ဒီထင်းကသာတီချင်းတို့တဦးဒီသောအဖိုးတန်သမီးလေးဖြစ်တာကြောင့်ဒီထင်းသားလေးဝင်းကိုတကယ်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်လို့ပြောလိုက်တာပါအားကြောင့်ဒီထင်းလဲအမေဖြစ်သူလဲအရင်ကအဖေဖြစ်သူကိုစပြီးတော့ခံစားချက်တွေဖော်ပြခဲ့တာပဲလို့အတော်စီကနေသိခဲ့ရတယ်လို့ပြန်ပြောပြလိုက်ပါတယ်ပြီးတော့ဒီထင်းကလေးဝင်းအကြောင်းကိုအတော်ဖြစ်သူကျင်ရတော်တီကိုပါ ပြောထားသေးတယ်လို့ထပ်ပြောလိုက်တာပါအားတောင်ဖေဖေးသူကသူ့ကိုတော့ဘာလို့ပြောမပြတာလဲလို့ဒီထင်းကိုမေးလိုက်ပါတယ်ဒီတလန်းအခြေတုံးကဆောင်းဝဲမပြီးသေးတာကြောင့်ဒီထင်းနဲ့ကျန်တော်တရားတီချင်းပေါ်မှာမလိုလားတဲ့အကျိုးတရားမှုတွေမဖြစ်စေချင်တဲ့အတွက်မပြောခဲ့တာလို့ပြောပါတယ်ပြီးတော့ဒီထင်းကသူ့เจ้าနဲ့လင်းရင်အထူးဆက်ဆံခံရမှာကိုပါမလိုလားခဲ့ပါဘူးအားတောင်တီချင်းလည်းသူ့မကျန်တော်တီကသူ့ဘဝနားလေဆုံးပါပဲလို့ပြောပြလိုက်ပါတယ်တကယ်တော့အဲတုံးကသာသူ့ကိုပေးသေးခဲ့မယ်ဆိုရင်သူများတွေတိမအောင်ဆောင်းရှားဖို့လင်းရင်းကိုထိခိုက်စေနိုင်တယ်လို့တီချင်းကရှင်းပြပါတယ် ဲ့လိုသားဖားနှစ်ယောက်အစီအမင်းတွေတုံးမှာပဲဘိုင်းကအလောတကြီးနဲ့ထပ်ပြီးတော့ရောက်လာပြန်ပါလေဒီခါမှတော့ဦးတော်ရှိအိမ်တော်ကနေအဒီပေးတာရောက်လာကြအောင်စေသူဤတီကိုနန်းချင်းနန်းဆောင်ကိုအမြန်လာခိုင်းမှုစင့်ခေါ်လိုက်တာပဲဖြစ်ပါလေဒါတော့တီချင်းလည်းမသွားခင်မှာဒီထင်းတော်ဘာတခါတည်းပြောလာခဲ့မယ်လို့အဒီပေးလိုက်ပါလေတမမလည်းရိမ့်မိသွားတဲ့ရဲလူကြီးမင်းကလင်ရင်းကိုတီထင်းပေါ်ဘလို့မြင်လဲလို့မေးနေပါလေလင်ရင်းကတော့သူနဲ့တီထင်းဟာ၃ချိန်လောက်ပဲတွေ့ဘူးကြောင်းအမှန်တိုင်းဝင်ခံလိုက်ပါလေအဲတော့ရဲလူကြီးမင်းကတော့တီထင်းလင်ရင်းကိုသဘောကျနေမသိဘူးလားလို့ထပ်ပြီးတော့မေးလိုက်ပြန်ပါလေ အဲကြောင့်တီထင်းပေါ်ဘလို့မြင်လဲလို့ရဲလူကြီးမြင့်ကလေဝင်းကိုထပ်မေးပါတယ်။လေဝင်းလည်းသူ့အနေနဲ့တီထင်းပေါ်မှာကောင်းမွန်တဲ့ခံစားချက်ရှိပေမဲ့ဒေတာပေါက်ရဲလူကြီးမြင့်ရဲ့တောင်းကိုပြီးမြောက်အောင်လှုပ်ဆောင်မှာအကျိုးသက်ရောက်မှုမရှိစေရပါဘူးလို့ပြောလိုက်ပါတယ်။အဲကြောင့်ရဲလူကြီးမြင့်လည်းဒီကိစ္စကိုဖြေရှင်းဖို့အတွက်လေဝင်းဘလို့စဉ်းစားထားလဲဆိုတော့မေးလိုက်တာပါ။လေငါတို့တီထင်းနဲ့နောက်ထိန်ထပ်မတွေ့တော့လို့ပြောလိုက်ပေမဲ့ရဲလူကြီးမြင့်ကတော့တီထင်းလာရှာနိုင်တာကြောင့်ဘလို့ဆက်လုံးမလဲလို့မေးပါတယ်။ရဲလူကြီးမြင့်ကတော့တီထင်းအကျင့်ကပွင့်လင်းပြီးတော့ရဲတင်းတဲ့အတွက်ဒေတာပေါက်လေဝင်းကိုလာရှာမှာပဲလို့ပြောလိုက်ပါတယ်။ လေငါတော့သူသားထွက်မတွေ့ရင်ရတယ်လို့ပြောပေမဲ့ရဲလူကြီးမင်းကလေဝင်းကိုတီထင်တဲ့နီးကက်ကက်နေစေချင်တာပါပြီးတော့ရဲလူကြီးမင်းကလေဝင်းကိုတောင်းဝင်မှန်းနေငယ်မှာအတန်းတန်းတို့တီထင်တဲ့နီးကက်ကက်နေဖို့မှားလိုက်ပါလေအဲ့ဒါပြင်ရဲလူကြီးမင်းကလေဝင်းကိုတီထင်ရဲ့ခင်မုန်းဖြစ်အောင်လှုပ်ဖို့နဲ့စေသူကြီးတီချင်းရဲ့တမတ်ဖြစ်အောင်လှုပ်ဖို့အကြံပေးလိုက်ပါလေတီချင်းကစေဦးစီးမှုဖြစ်တာကြောင့်တကယ်လို့လေဝင်းသားတီချင်းရဲ့တမတ်ဖြစ်လာမယ်ဆိုရင်တော့ဒေတာပေါင်းနေရာပေးခံမှာဖြစ်လို့အဲ့ဒီပတ်သက်မှုကိုအသုံးချပြီးသူတို့ရဲ့ပန်းတိုင်းကိုလွယ်လွယ်လေးနဲ့ရောက်သွားဖို့ရဲလူကြီးမင်းကအတွေးပေါက်သွားခဲ့တာပါ အားလုံးရဲလူကြီးများတီထင်းကိုအုံချပြီးတော့သူ့ကိုတောင်းဝန်ပြီးမြောက်အောင်လှုပ်ခိုင်းနေလားလို့လေဝင်ကမေးလိုက်ပါတယ်။ရဲလူကြီးများကတော့ခွင်းရတော့မှမလွဲချော်ချင်တာဖြစ်တဲ့အတွက်လေဝင်ကိုအဲ့ဒီအကြံကိုပေးတာပါ။အဲနောက်မှာတော့လေဝင်ကတောင်းဝန်ပြီးမြောက်မယ်ဆိုရင်ဘာမှစိုးလုပ်ပေးဖို့ဆန္ဒရှိတယ်လို့ပြောလိုက်ပါတယ်။အားလုံးရဲလူကြီးများလည်းလေဝင်ရဲ့ချီတန်သူရဲကောင်းမျိုးဆက်စိတ်ဓာတ်ကိုသဘောကျနေပါတယ်။အဲနောက်မှာတော့စစ်သူကြီးတီအမတ်ချုပ်ကြီးဝမ်ပေါင်လုံကြီးမင်းနဲ့ဦးတော်ရှစ်တို့တိတ်ဆိတ်တွေးဆုံပြီးတော့နန်းရင်းကချီတန်သက်ရှုအမတ်เจ้าကိုဆွေးနွေးလို့နေပါတယ်။ဦးတော်ရှစ်ကတော့ဒီကိစ္စကိုဘယ်သူ့ကိုမဆိုနားထောင်ခိုင်းလိုက်ရင် ယုံကြမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့နန်းတွင်းရဲ့စာပေနဲ့စစ်မှတ်ရေးအပိုင်းဆိုင်ရာအခွင့်အာဏာကနှစ်ယောက်ရဲ့လက်ထဲမှာရှိတာဖြစ်ပြီးနှစ်ယောက်စလုံးဒီကိစ္စကိုအရေးမကြီးဘူးလို့မြင်လို့မရအောင်ပြောလိုက်ပါတယ်အဲတော့မန်ချက်တီဝမ်ကတော့ပေါင်လူကြီးမင်းနေနဲ့ရဲစမ်းပေါ်မှာဆူဆွဲချက်ကတာမန်မှုတ်တာကြောင့်အသေးစိတ်ကြတဲ့တပ်တွေတောင်လက်ထဲမှာမရှိဘူးလားလို့မေးပါတယ်ဦးတော်လည်းပေါင်လူကြီးမင်းစီမှာတပ်တွေမရှိတာကြောင့်စစ်သူကြီးတီနဲ့မန်ချက်တီဝမ်ကိုခုလိုခေါ်လိုက်ရတာဖြစ်ကြောင်းကိုရှင်းပြပါတယ်မန်ချက်တီဝမ်ကတော့တခါမှပေါင်လူကြီးမင်းကိုတန်တရားမဝင်ခဲ့ဘူးပေမဲ့ထူးဆန်းနေရာတော့ရန်သူကိုသတင်းပေးပြီးတော့ ဒိုင်းမီကိုသစ္စာဖောက်တာကရေဆမ်းကိုတိုင်ဖြစ်နေလို့ပါအဲ့ဒါဟာအမတ်ချုပ်ဒီဝန်အတွက်တော့မတင်မထားလောက်ဖြစ်သွားစေပြီးရုံမို့ခင်းစေတယ်လို့ပြောလိုက်ပါတယ်ပေါလုံကြီးမင်းကတော့ဒီကိစ္စမှာတတ်သိမရှိသေးဘူးဆိုပေမဲ့ရေဆမ်းဒီမှုမှာပါရင်ပတ်သက်နေတာကိုတော့အပြည့်အဝယုံကြည်လျက်ရှိနေပါတယ်အားကြောင့်စေသူကြီးတီလဲဒေါသထွက်နေပြီးတော့နန်းတွင်ကရေဆမ်းကိုယုံကြည်လို့နေရာပေးထားတာကိုတော့ဂျီတန်နဲ့တိုက်တက်လေးဆက်သွယ်ရဲတယ်လို့တွေးနေပါတယ်ဒါတော့မဲစေသူကြီးတီကတော့ရေဆမ်းကိုအခုပဲဖမ်းပြီးစေမေးဖို့ထားလိုက်ပါတယ်ဒါတော့ဦးရောရှိကတားပြီးတော့တီချင်းကိုအလင်းစလုံးမလုပ်ဖို့ပြောလိုက်ပါတယ် ပြီးတော့တတ်သိရှိမနေတဲ့အတွက်ဘယ်သူမှလက်မခံတာကိုပြောပြီးတော့ဒီချင်းကိုဖြောင်းဖျားလိုက်ပါတယ်။ဝီရိုရှိကတော့ဒီချင်းမှာရေဆန်းကိုဖမ်းလိုက်ရင်နန်းတွင်အမတ်တွေကအန်နယ်ရှိနေပြီလို့ထင်ကုန်ပြီးဘေးမကင်းတော့လို့ခံစားရနိုင်ကြောင်းကိုရှင်းပြပါတယ်။အဲ့ဒါကြောင့်မန်းချုပ်ဒီဝမ်လဲရေဆန်းရဲ့စစ်မဲ့ကြီးကလက်ထောက်ဝန်ဆက်ယာရူးကိုရုတ်သိမ်းလိုက်ရမလားလို့မေးပါတယ်။အဲ့ဒါတစ်ဖက်မှာရေဆန်းကိုစစ်မဲ့ကြီးကဌာနရဲ့လိုဝဲကိစ္စတွေနဲ့မထီတွေးအောင်လုပ်လိုက်တာပဲလို့မန်းချုပ်ဒီဝမ်ကပြောပါတယ်။ဒါပေမဲ့ဥရတော်ရှိကအလို့သားဆိုရင်နန်းတွင်မတ်တွေကြားမှာဝေဖန်မှုတွေပေါ်လာနိုင်တဲ့အတွက်ဒီကိစ္စရေဆန်းကိုမှသတိထားမိစေပြီးတော့ တပ်သေးကိုဖုံးကွယ်ဖို့ပါအခွင့်အရေးရသွားလိမ့်မယ်လို့ရှင်းပြပါတယ်။ဥရောရှိကတော့ခုဆိုရင်မတ်ချုပ်ကြီးဝန်နဲ့စစ်သူတီတို့ကရဲစမ်းပေါ်မှာပေါင်လူကြီးမင်းရဲ့ဆွဆွဲချက်တွေကိုယုံကြည်ကြတာဖြစ်လို့စီစဉ်ထားရှိလားလို့မေးလိုက်ပါတယ်။အဲတော့ပေါင်လူကြီးမင်းလည်းသူတီမှုကိုကင်တွယ်လိုက်ကြတဲ့ကတင်းလျော်တဲ့အစည်းအဝေးကိုပြောပြီးဖြစ်လို့နန်းတွင်းရဲ့အားပေးထောက်ခံမှုကိုလည်းရမှာဖြစ်မယ်လို့ပြောပါတယ်။မတ်ချုပ်ကြီးဝန်ကတော့သူ့အနေနဲ့ရဲစမ်းရန်သူကိုတရင်ပေးတဲ့အမှုကိုပေါင်လူကြီးမင်းကိုစစ်ဆေးခွင့်ပေးလိုက်ပါတယ်။ဒါကြောင့်ပေါင်လူကြီးမင်းတခုခုလိုအပ်လာတဲ့အခါမှာနန်းတွင်းကတခဲနဲ့ထောက်ခံပေးလိမ့်မယ်လို့ပြောပါတယ်။ ောင်လုံးချင်းမင်းကတော့ဒီချိန်မှာရေဆန်းကိုဖမ်းလို့မဖြစ်သေးတာကြောင့်ဒီစေတူကြီးကိုစိတ်ရှိပေးဖို့ဖြောင်းပြပါလိမ့်စေတူဤဒီလဲသဘောတူလိုက်ပေမဲ့ပောင်လုံးချင်းမင်းကိုရေဆန်းရဲ့အပြည့်တတ်တွေကိုရှာတွေ့ဖို့အာမခံခိုင်းလိုက်ပါလိမ့်ပြီးတော့ပောင်လုံးချင်းမင်းကရေဆန်းကိုခုချိန်ယာရုကဖယ်ရှားဖို့ဆိုတာမလွယ်ပေမဲ့သူ့မှာကြံတစ်ခုရှိနေတာကြောင့်အမတ်ချုပ်ဒီဝန်စိတ်ထဲကပူမန်နေရာတွေကိုဖယ်ရှားပေးနိုင်မယ်လို့ပြောလိုက်ပါလိမ့်အရာဒီစေတူကြီးကနေလိုအပ်ချက်ရတိုင်းမညာရှင်6ယောက်ကိုတောင်ဝင်အနေမိတာနဲ့ချက်ချင်းနေဆက်ကာကွယ်ဖွဲ့တွေကိုပို့ဖို့တောင်းဆိုပြီးရေဆန်းကိုခုနှစ်ရွေးတိုင်းမညာရှင်6ယောက်ကိုစစ်ဆေးပြီးတော့တောင်ဝင်အနေမဲ့ ထောက်ခံချက်ကိုထုတ်ခိုင်းရမှာဖြစ်ပါတယ်ပြီးတော့မှနန်းတွင်းရနေတရားဝင်စုံစမ်းလို့ရအောင်ဒီတော့တွင်းမှာစစ်မဲ့ရဌာနမှာရှိတဲ့ရဲဆန်းရဲ့တခြားတာဝန်တွေကိုဖယ်ရှားလိုက်လို့ရတယ်လို့ဘောင်ကြီးမင်းကပြောလိုက်ပါတယ်အဲနောက်မှာရဲဆန်းကိုဆောင်းပွဲဆောင်မှာပိတ်ထားပြီးတော့တချိန်တည်းမှာပဲသူ့ကိုတန်တရားဝင်ရပါမသိအောင်လုပ်ဖို့ဘောင်ကြီးမင်းကအကြံပေးပါတယ်အဲနောက်ဘောင်ကြီးမင်းတွက်တော့နန်းတွင်းရထောက်ခံမှုရမယ်ဆိုရင်ခုနှစ်ရက်တွင်းရဲဆန်းရဲ့ပြစ်ချက်ကိုရှားတွေးနိုင်ပါလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်အဲနောက်မှာတော့အယူကဝမ်းသာနေတော့ဆရာကုန်းစုံးလဲရဲဆန်းပြစ်ကိုရှားဖို့ကလွယ်မနေဘူးလို့ပြောလိုက်ပါတယ် ပေါင်ရင်းမင်းကတော့ရေဆန်းအနေစဆုံးဆန်းပြီးတော့မတ်ချုပ်ဒီဝန်ကဝန်ကြီးဌာနကိုပူးပေါင်းဖို့တာဝန်ပေးမှာဖြစ်တဲ့အတွက်ဆရာကုန်းဆုံးကဝန်ကြီးဌာနချုပ်နဲ့တူဆက်ပြီးတော့စုံစမ်းခိုင်းလိုက်ပါတယ်။ကြံကြောင်းတော့ဒီစေတူကြီးကစေဦးစီးဌာနကိုပူးပေါင်းပေးဖို့ပြောထားပြီးရေဆန်းအရာရှိတွေယာတို့ကိုစီမံမှာဘလို့ပုံစံတွေလဲဆိုတာကိုစုံစမ်းစေပါတယ်။ပေါင်ရင်းမင်းကတော့စစ်မဲ့ရေးရာဝန်ကြီးကွမ်းလူကြီးမင်းနဲ့စစ်မဲ့ရေးရာဌာနမှာရေဆန်းသွားလာလို့ရှားပုံတွေကိုလေ့လာမယ်လို့ပြောလိုက်ပါတယ်။ဒါပြင်ပေါင်ရင်းမင်းကဆောင်းပွဲဆောင်မှာရေဆန်းလူတွေပဲကြံခဲ့တာကြောင့်တချို့ကအလွယ်တကူပဲသွားလာနိုင်တဲ့အတွက်ဝင်ထွက်ကိုစောင့်ကြည့်ပြီး တင်ပြဖို့အာယူကိုလွှဲပေးလိုက်ပါတယ်အဲ့ဒါမှတော့တီထင်ကအဖေနဲ့အတော်ဘာပြောတာလဲသိကျင်တဲ့အတွက်စောင့်နေခဲ့မယ်အဖေပြေသူကတော့နန်းတွင်ရေးကြောင်မပြောခဲ့ပါဘူးနောက်နေ့မှတော့ရှောင်းဝမ်းကခုနှစ်အတွင်းရဲလူကြီးမင်းကိုတိုင်းမင်းသားရှင်၆အောင်လုံးကိုစစ်ဆေးပြီးတော့အထက်ကိုတင်ပြခိုင်းနေကြောင်ကိုပြောပါတယ်ရဲလူကြီးမင်းကတော့တိုင်းမင်းကခုစစ်ဖြစ်ကြရင်ရှေ့တန်းမှာဘက်ပြောင်းပြီးတော့ရပ်တည်ပေးမဲ့သူကလီမင်းတယောက်နဲ့မောင်းအောင်လို့ရှောင်းရှိတ်ကိုလွှဲပေးလိုက်ပါတယ်ရှောင်းရှိတ်ကတော့ကြံ၅ရောက်ရဲ့ကြောတောင်းနောက်ခံကိုသိရရင်သူတို့အားနေချက်ကိုပိုရှာနိုင်တဲ့အတွက်ရှောင်းဝမ်းကကူညီပေးလိုက်ပါတယ်

။နောက်နေ့မှာပောင်ချိန်ပိုင်းဆက်များဆက်ပြီးတင်ဆက်ဦးမှာဖြစ်တဲ့အတွက် Channel Subscribe လို့ဗီနာကောင်းလို့နှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦး။ဒီနေ့မှာအစားဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်။မကောင်းတာလုပ်တဲ့ကောင်းရင်းပါသမီးမိုးနှမင်းဒဏ်ခတ်ပါစီဗျာ။ကျွန်တော်အန့်ခင်မှုပါ။